34ချိန်မြောက်တာမန်တင်ပတ်ရဲ့စနေနေ့ရှင်လုကာဧဝံဂေလိကျမ်းခန်းကြီး21အခန်းငယ်29မှ33ထိုနောက်ကိုရောသည်တပည့်တော်တို့အားပေါ်ဥမာတစ်ခုကို မိန့်တော်မူသည်ကားတဖန်းပင်နှင့်တစ်ပင်ရှိသည်များကိုကြည်ကြလော့တစ်ရွက်များထွက်လာသည်ကို သင်တို့မြင်သည်နှင့်နွေရာသီရောက်လူနီးပြီးဟု သင်တို့သိကြလေပြီထိုနီးတူသင်တို့သည်လည်း ဤအချင်းရာများဖြစ်ပျက်သည်ကိုမြင်ရသောအခါဖျားသခင်၏နိုင်ငံတော်သည်နီးလာပြီဟုသိမှတ်ကြလော့သင်တို့ဟာငါမှန်ဆိုသည်ကားဤရာများအလုံးဖြစ်ပျက်ပြီးသည့်တည်းအောင်ဤလူမျိုးဆက်သည်ကွယ်ပြောက်သွားလိမ့်မည်မဟုတ်ကောင်းငင်နှင့်မြေကြီးကွယ်ပြောက်သွားတော်လဲငါ၏စကားများမူကားကွယ်ပြောက်သွားလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိ တရားတော်ဘေဒီ pray without ceasing မယမနာဆုတောင်းကြပါတတဲကြီးကရဲဝိပုခြင်းနှစ်ရက်နောက်ဆုံးနေ့နောက်ဆုံးပတ်စနေနေ့ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးအချိန်မှာဖြစ်မဲ့အကြောင်းအရာတွေကိုပြောလာပါတယ်ရှင်လူကားကျမ်းဟာဆုတောင်းခြင်းအကြောင်းကို အသာပေးဖော်ပြတဲ့အင်္ဂလိပ်ကျမ်းတစ်စောင်လည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနောက်ဆုံးအချိန်မှာဖြစ်ပြမဲ့ကြောက်စရာကောင်းတဲ့လူတော်တော်များများမခံနိုင်ကြော်ဖြတ်လို့မရနိုင်တဲ့ဒီအခြေအနေကြီးကိုကြော်ဖြတ်နိုင်ဖို့အတွက်သူအကြံပြုထားခဲ့ခြင်း ဖြစ်ပါတယ်။ဒီနေ့ခန်းကြီး27ပြီးတဲ့နောက်ပိုင်းမှာ22ကစပြီးတခင်စုရဲ့ ပါစကားနဲ့နေရာအဖြစ်ပြက်တွေကိုပဲစတင်ပြီးတွေ့ရတော့မှဖြစ်ပါတယ်။ထိုလိုချင်တာကဒီနေ့သူ ပြောတဲ့အရာတွေကယုံကြည်သူတွေကိုနှောက်ဆုံးအကြံပြုမှားထားခဲ့ခြင်းဖြစ်တယ်လို့ပြောမယ်ကောက်ချက်ချမယ်ဆိုရင်လည်းမမားပါဘူး။ဒီလိုအချိန်ဒီလိုအခါအဖြစ်ပြက်တွေကို ကြော်လွားနိုင်ဖို့ဒီအဖြစ်ပြက်တွေကကြော်လွားပြီး အသက်ဆက်နိုင်ဖို့အတွက်သူအကြံပေးတာတစ်ခုပဲရှိတယ်လို့ပြောလို့ရပါတယ်ဘယ်လိုအကြံပေးကလဲဆိုရင်ဆူတောင်းပါနုံနုံကြကြရှိပါဆူတောင်းပါဆိုတဲ့အချက် သူ့ရဲ့အတိတ်ပဲနဲ့ပြန်ပြီးဖွင့်ရမယ်ဆိုရင်ဆူတောင်းခြင်းဟာဖျားနဲ့အဆက်အသွယ်ပြုနေခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အစဉ်သက်မပြတ်ဆူတောင်းမှဆိုတာဟာ ဖျားနဲ့အစင်သက်မပြတ်အဆက်အသွယ်ပြုနေပါလို့မှာကြားထားခဲ့ခြင်းပဲဖြစ်ပါတယ်။ဖျားနဲ့အစင်သက်မပြတ်အဆက်အသွယ်ရှိနေတဲ့ပုံကောအမြဲတမ်းလည်းပဲနုံနုံကြာကြာရှိနေမှာပဲဖြစ်ပါတယ်။ဘယ်တော့မှဝิญဉေးရာငိုက်မြီးနေမှာမဟုတ်ပါဘူး။နုံနုံကြာကြာရှိပါစင်သက်မပြတ်ဆူတောင်းမာတီအကြံပေးချက်နှစ်ခုဟာတစ်ခုတည်းအဖြစ်နဲ့ပြန်ချုပ်လို့ရပါတယ်။စင်သက်မပြတ်ဆူတောင်းမာ ဒါကြောင့်မလို့စင်သက်မပြတ်ဆူတောင်းတဲ့ပုံကိုဟာအမြဲတမ်းပဲဖះနဲ့အဆက်အသွယ်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်နုံနုံကြကြလည်းရှိနေမှာပဲဖြစ်ပါတယ်။စင်သက်မပြတ်ဆူတောင်းနေုံတစ်ချက်နဲ့တင်ကြံတဲ့လောက်ရမယ်အရာတွေဟာလည်းပဲလှုပ်ဖြစ်လာပါလိမ့်မယ်။လှုပ်နိုင်လာပါလိမ့်မယ်။အားရှိလာပါလိမ့်မယ်။ဒီလိုအချိန်အခါအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့အားအင်းရရှိဖို့ဆူတောင်းပါဆိုပြီးကမှ တန်လူကားရဲ့အကြံပေးချက်ဟာအင်မတန်မှလက်တွေ့ကျပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့လည်းပဲအမြဲတမ်းပဲဆုတောင်းနိုင်ဖို့အမြဲတမ်းပဲဖျားသခင်နဲ့ဆွဲပြုနိုင်ဖို့အတွက်လိုအပ်တဲ့ခြေစွေကိုတစ်ခါထပ်ပြီးကမှတောင်းခံကြပါစို့။ဖျားသခင်အားဘုန်းတော်ကုန်လို့ရှိပါစေ။